လိုမင်္ဂလာပါသားတို့သမီးတို့ရေတချေရဲ့ grade 3သင်္ချာတန်းလေးကနေပြန်လည်ကြိုဆိုလိုက်ပါရတယ်။တချေတို့ဒီနေ့တော့ video number 2ဖြစ်ပါတယ်နော်။ကဲသားတို့သမီးတို့ရေ video number 1ကိုလေ့လာရတာရောအဆင်ပြေကြရဲ့လား။ โอเคအဆင်ပြေရဆိုလို့ရှိရင်เนาะဒီချေတို့ video number 2ကိုဆက်သွားကြရအောင်เนาะဟုတ်ပါပြီအဲ့တော့တတို့သမီးတွေဒီချေကလေ video number 2ကိုစပြီးတော့မသင်ခင်မှာမင်းတို့တွေအရင်တုန်းကသိပြီးသားအသိပညာလေးတွေကိုဒီချေကပြန်ပြီးတော့မှပြောကြည့်မယ်เนาะခေတ္တချက်လောက်ကြည့်ပြပါဟုတ်ပါပြီအဲ့တော့ဒီမှာပါရှင့် အဲ့တော့တအားသမလို့ရေတီချေတို့တစ်ခုတစ်ခုဆိုတာကခုအုပ်စုတစုကိုပြောတာပါအဲ့တော့ဆိုရင်၅ခုဆိုရင်ရော၅ခုဆိုတာကခုအုပ်စု၅ခု၅ခု၅စုကိုပြောတာပါနော်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်တီချေတို့ကဗာလီလဲဆိုရင်10 တဆယ်ဆိုတာကတဆယ်ဆိုတာကတဆယ်အုပ်စုတစုတဆယ်ကိုပြောတာပါရှင့်ဟုတ်ပြီเนาะအဲဆိုရင်50ဆိုလို့ရှင်ရောတဆယ်အုပ်စုဒီကတဆယ်အုပ်စု5စုအဲ့ဒါကြောင့်သူက50ဖြစ်ပါတယ်ကဲအဲဆိုလို့ရှင်တအားတို့တမလို့ တရာတရာဆိုတာကတရာအုပ်စုတစုကိုပြောတာပါရှင့်သူရဲ့တန်ဖိုးကတရာပါ ဟုတ်ပြီအားဆိုလို့ရှိရင်900ဆိုတာကဒီချေရူတရာအုပ်စု5စုကိုပြောတာပါရှင်ရာအုပ်စု5စုပေါ့နော်အဲ့ဒီတော့သူရဲ့တန်ဖိုးက900ဖြစ်ပါတယ်9 3 3 900ဖြစ်ပါတယ်နော်အဲ့ဒါကိုတအားတို့တမလို့တွေကဘယ်မှာတင်ခဲ့လဲဆိုလို့ရှိရင်ဒီချေရူ great 2မှာတင်ခဲ့ပြီးသားပြီเนาะဟုတ်ပြီเนาะအဲ့ဒါလေးကိုပြန်မှတ်မိသားလို့ရှိရင်ရပါပြီအဲ့တော့ teacher root က grade 2မှာဆက်ပြီးတော့မှတရုတ်သမလို့ရေတရာအုပ်စု10စုတရာအုပ်စု10စုဆိုတော့ရာအုပ်စု10စုကို啊 teacher root ဘာလို့ခေါ်ရလဲတထောင်လို့ခေါ်ရဲဆိုတာသိခဲ့ပြီးသားပြီเนาะဟုတ်ပြီเนาะ โอเคအဲ့ဒါဆိုလို့ရှိရင်တရားအုပ်စုအဲ့တော့ရာအုပ်စု25စုဆိုရင်ရောအဲ့တော့ရာအုပ်စု25စု25ရာဟုတ်ပြီနော်အဲ့တော့သူ့ရဲ့အဖြေကိုဒီချေတို့ကလိုချင်ပါတယ်လိုချင်တယ်ဆိုလို့ရှိရင်အရှိကိုတတ်ကြည့်ကြရအောင်ဒါတို့တမလို့ရေခုခုဆိုတာကတုံညပါသလား no မပါဘူးခုဆိုတာကတုံညမပါဘူးเนาะโอเค10 10ဆိုတဲ့နေရာမှာကြည့်လိုက်ဒီ1က င့်10ဆိုတာက3ညဟုတ်ပြီအဲ့တော့90ဆိုရင်လေ9က9 10ဆိုတာက3ညအဲ့တော့10ဆိုတာက3ညဘယ်နှလုံးလဲနံလုံးအော် sorry တလုံး okay အိုင်းနဲ့เนาะဒီချက်ကเนาะเนาะ10ဆိုတာက3ညတလုံးဟုတ်ပြီအဲ့ဆိုဒီဘက်ကိုကြည့်ရအောင်ဟိဒီတစ်ကတစ်ပါပဲရာဆိုတာက3ညဘယ်နှလုံးလဲနှလုံးအဲ့တော့အောက်ကိုလည်းပြန်ကြည့်ရအောင်9က ငါရာဆိုတာကတုံညာနှလုံးဖြစ်ပါတယ်နော်ဟုတ်ပြီနော် okay အဲဆိုလို့ရှင်10ရာ10ရာဆိုတာက10ဆိုတာကဒီကျေတို့10ပါပဲရာဆိုတာကတုံညာနှလုံး ဟုတ်ပြီနော်ကဲအဲ့ဒါဆိုလို့ရှိရင်အဲ့ဒီနေအတိုင်းဆိုရင်တီချေတို့က25ရာ25ရာဆိုတာဘာလဲကြည့်ရအောင်ဟဲ့25ရာဆိုတာကတရာအုပ်စု25စုဖြစ်ပါတယ်တရာအုပ်စု25စုအဲ့တော့ရိုးရိုးလေးပဲစဉ်းစားမယ်ဆိုရင်တရာအုပ်စု10စုကဒီမှာတရာအုပ်စု10စုက1000ဟုတ်ပြီနော် နောက်ထပ်တရာအုပ်စု10စုကလည်း1000ဖြစ်ပါတယ်နော် โอเคအဲ့တော့25ဆိုတော့နောက်ထပ်900ကဘယ်လောက်ဖြစ်မလဲဆိုရင်900ပေါ့ဟုတ်ပြီနော်အဲ့တော့10 10 20 20နဲ့900ဆိုတော့25ရာဖြစ်သွားပြီအဲ့တော့ပေါင်းကြည့်အောင်ဒီမှာက1000 1000 2000 2500ဆိုတော့2500ပေါ့ဟုတ်သလား Okay အဲ့တော့25ရာဆိုတာက2500ဖြစ်ပါတယ်ရှင် ဲ့တော့2500ဘယ်လိုမျိုးရလာလဲကြည့်ရအောင်ဒီမှာကနော်ဒီမှာက25ဒီမှာက25 okay ပြီးတော့ဒီမှာကရာရာဆိုတာကတုံညာနှလုံးမှာရှိလဲလား လလလေးเนาะအဲ့ဒါကြောင့်2500ရဆိုတာကဒီချေတို့2500ဖြစ်ပါတယ်ဒီကအရှိက25ကို25ပဲရေးလိုက်ပါမယ်ရာဆိုတာကတို့တွေတည်ပြီးသားဟိတုံညာနှလုံးအနောက်ကထည့်လိုက်ပေါ့အဲ့ဒါကြောင့်2500ရတရာအုပ်စု25စုဆိုတာက2500ဖြစ်ပါတယ် KOP ဖက်စာလေးကိုတော့ကြည့်ကြရအောင်ဟိ Okay, get number 3. အရုသမနုယေ25ရာကဘာကိန်းဖြစ်မလဲဆိုလိုတာက25ရာဆိုတာကရာအုပ်စု25စုကိုပြောတာပါအဲ့တော့ တရားအုပ်စု25စုဆိုတော့ဒီချေတို့ဂိမ်းကပြလေးနဲ့စဉ်းစားကြည့်ရအောင်တရားအုပ်စု2စု2စု3စု4စု5စု6စု8စု10စု9စု10စုတရားအုပ်စု10စုကဘာဂိမ်းလဲတထာဟုတ်ပြီအဲ့ဒါဆိုရင်တို့တွေကတထာအုပ်စုဖွဲလိုက်ပေါ့ဒီမှာက1 2 3 4 5 6 8 9 10ဟုတ်ပြီဒီမှာလည်း 30တရားအုပ်စု10စုဆိုတော့1000 2000 2000ရဲ့1 2 3 4 5 500ရဲ့ဆိုတော့2500ပေါ့အဲ့ဒါကြောင့်2500ဆိုတာက2500ဖြစ်ပါလေရှင်ဟုတ်ပြီကိန့်ကပြနဲ့စဉ်းစားလဲရတယ်လို့အလွယ်နည်းနဲ့စဉ်းစားလဲရပါတယ်အဲ့ဒါကြောင့်2500ဆိုတာက2500ဖြစ်ပါတယ်ကိဖတ်စာအုပ်ထဲမှာပဲရေးလိုက်ကြရအောင်ဟိဟုတ်ပြီနော် OKS ဆိုလို့ရှင်ဒီတက်ခါပြောင်းမြင်ဟိ ရအောင်မြန်နံပါတ်3200ကဘာဘယ်နှရာဖြစ်မလဲဆိုလိုတာက3200ကရာအုပ်စုဘယ်နှစုလဲလို့မေးတာပါ3200ဆိုတာက3000 1000အုပ်စု3စုရဲ့ရာအုပ်စု2စုရဲ့1000အုပ်စုတစု1000ဆိုတာက100အုပ်စု10စု1000ဆိုတာက100အုပ်စု10စု1000ဆိုတာ100အုပ်စု10စုအဲ့ဒါဆိုလို့ရှင်ဘယ်နှစလဲ30 30ရဲ့200ရဲ့ဆိုတော့ 30ရဲ့ဒီမှာကတရားအုပ်စုနှစ်စုရဲ့ဆိုတော့32ပုံ32ရာဖြစ်ပါတယ်ရှင်။ကဲအဲ့လိုမဟုတ်ဘဲနဲ့တိချေပြောထားတဲ့အနည်းရာဆိုလို့ရှင်3200ဆိုတာက32က32တုံညနှလုံးကရာအဲ့ဒါကြောင့်32ရာနားလည်ပါသလား ဟုတ်ပြီเนาะအဲ့တော့ဒီကျေရိုတွေကအလွယ်နည်းနဲ့ဆိုလို့ရှိရင် ရာဆိုတာတုံညာနှလုံးဆိုတာတိပြီးတော့ဖြည့်ရှင်းလို့ရှိရင်ရပါပြီရှင်ဟုတ်ပြီเนาะအဲ့တော့ဒါကကြတော့စာနဲ့ရေးတာပါဒါကကြတော့ကိန်းနဲ့ရေးတာပါရှင်သဘောပေါက်ပါသလားဟုတ်ပါပြီအဲဆိုလို့ရှိရင်ဒီချေရုကအဖြေလေးရေးလိုက်ကြမယ်เนาะဒီမှာရေးလိုက်ရတယ်ဒီချေကတက်တက်ရေးလေးဖြစ်အောင်လို့ဒီဘက်က ဒီပုံမှန်လေးရဲ့အနောက်မှာလည်းရေးလို့ရပါရှင်25ရာအဲ့ဒါကိုကိန်းနဲ့ရေးပါမယ်25က25ရာဆိုတာကတုံညာနှလုံးအဲ့ဒါကြောင့်25ရာဆိုတာ2500ဖြစ်ပါတယ်3200ကိန်းပြထားပါတယ်အဲ့ဒါကိုစာသားနဲ့ပြင်ရအောင်32က32တုံညာနှလုံးကရာအဲ့ဒါကြောင့်3200ဆိုတာ32ရာတရာအုပ်စု32စုဖြစ်ပါတယ်ရှင် ဟုတ်ပြီသူတို့နဲ့ပတ်သက်ပြီးတော့လေ့ကျင့်ခန်းလေးလုပ်ကြရအောင်ဂိမ်းသို့မဟုတ်စာနဲ့ရေးပါတဲ့ဒါတို့သူတို့ရေးဟုတ်ပြီနော်အဲ့တော့ဒီခြေတို့ကဖက်စာအုပ်ထဲမှာလည်းဖြည့်လို့ရပါတယ်တင်ချာတက်တဲ့စာအုပ်ထဲမှာလည်းဖြည့်လို့ရပါတယ်ဒီခြေကတက်တဲ့အရည်လေးဖြစ်သွားအောင်လို့တင်ချာတက်တဲ့စာအုပ်ထဲမှာပဲဖြည့်ကြရအောင်နော်ဟုတ်ပြီအဲ့တော့မင်းတို့ရဲ့တင်ချာတက်တဲ့စာအုပ်ထဲမှာဒီခြေကို ship ပုံမှာကာကြီးလို့တက်ပေးပါရှင့်ဒီခြေကဒီမှာပဲလုပ်ပြမယ်နော်မင်းတို့ကဘေးမြင်းထဲမှာ ship ပုံမှာကာကြီးလို့တက်ပေးပါ โอเคဒါကဘေးမြင်နေပေါ့เนาะဟုတ်ပါပြီအဲဆိုရင်ဒီချေတို့ကကာကြီးလေးကိုဖြေကြရအောင်ဒါတို့တမျိုးရေမေကုံးလေးဖတ်ကြည့်ပါ68ရာကဘာကိန်းဖြစ်မလဲ68ရာကိုဒီချေတို့ကကိန်းနဲ့ပြောပြပေးရပါမယ်အဲ့တော့68က68ပေါ့ရာဆိုတာက3ညာနှလုံးအဲ့ဒါကြောင့်68ရာဆိုတာက6800ဖြစ်ပါတယ်ရေးလိုက်ပါဟိတ် ဟုတ်ကဲ့ပြီးတော့နမခခွေဖြစ်ရအောင်တကြောင်ကြော်လဲရတယ်မကြော်လဲရပါတယ်ရှင်။ကဲနမခခွေတောက်တမျိုးရင်59ရာကဘာကိန်းဖြစ်မလဲခုနကအတိုင်းပါပဲ။အဲဒါကြောင့်မို့လို့59က59ရာဆိုတာက3ညာနှလုံးအဲဒါကြောင့်59ရာကဘာကိန်းလေးလဲ9900ပေါ့။ ရဲ့နမကငဟိတိတက်က4800ကဘယ်နှရာဖြစ်မလဲတဲ့4800ကဘယ်နှရာဖြစ်မလဲနမကငအဲ့တော့4800ဆိုတော့48က48သုံးညာနှလုံးကရာ4800ဆိုတာကဘယ်နှရာလဲပြောကြည့်ပါအောင်48ရာဖြစ်ပါတယ်ကျသားတို့တမလို့ရေနမကကြီးဟိနမကကြီးက ခွန်းထောင်ကဘယ်နေရာဖြစ်မလဲခွန်းထောင်ကဘယ်နေရာဖြစ်မလဲတိကျတို့ကယာနဲ့လိုချင်တာပါယာဆိုတော့၃ညာနှလုံးဟေးအဲ့တော့၃ညာနှလုံးကယာရေးလိုက်ပါအဲ့တော့ရှေ့မှာပုံနေတာကဘာပုံနေရလဲ80အဲ့တော့ရေးလိုက်ပါဟေ့ နော်ခွန်1000ကဘယ်နေရာဖြစ်မလဲခွန်30ရာ ဆိုလိုတာကခွန်1000ဆိုတာကတရာအုပ်စု80စုကိုပြောတာပါ48ရာဆိုတာတရာအုပ်စု48ကိုပြောတာပါအဲ့တော့နားလည်သွားပါပြီလား ဟုတ်ပြီနော်အဲ့တော့ဒီချေရုကတထောင်အထက်ဂိမ်းလေးတွေကိုရရာအုပ်စုလေးတွေဖွဲ့ပြီးတော့သူတွေကစာနဲ့လည်းပြောတတ်သွားပြီဂိမ်းနဲ့လည်းရှိတတ်သွားပါပြီရှင်ဟုတ်ပါပြီအဲဆိုလို့ရှင်ဒီချေရုနောက်ထပ်သင်ခန်းစာလေးသွားလိုက်ကြရအောင်နော်အဲ့တော့နောက်ထပ်သင်ခန်းစာသွားမယ်ဆိုတော့စာမျက်နှာ၄ကိုကြည့်ပြပါရှင်စာမျက်နှာ၄ဟုတ်ကဲ့စာမျက်နှာ၄တအားတို့တမလို့ရေပုတ်စာလေးဖတ်ကြရအောင်နံပါတ်၅ ်ဒီချက်နောက်ကလိုက်ဖတ်မယ်တထောင်ကြက်တန်း10ရွက်ရှိတယ်အလုံးမောင်းတံမိုးဘလောက်ရှိတယ်လဲ Okay အဲ့တော့ဒီချက်တို့ကအရှိမကတထောင်ကြက်တန်း2ရွက်ဆိုရင်တထောင်အုပ်စု2စုဆို2000ပေါ့တထောင်အုပ်စု3စုဆိုရင်3000ပေါ့ဒီတစ်ခါတထောင်အုပ်စုဘယ်နှစုလဲ စေစုအဲ့တော့ဒီမှာပါတထောင်ချက်တထောင်ချက်တထောင်ချက်ခြေရိုးတထောင်နဲ့လီစေရွက်ရှိပါတယ်အဲ့အကိုဒီခြေရိုးကကိတ်နဲ့ပြောမယ်ဆိုရင်တထောင်ချက်တန်ဆိုတော့တထောင်အုပ်စုစေစုရှိတာပေါ့အဲ့ဒီတထောင်အုပ်စုစေစုတို့တွေဘယ်လိုမျိုးပြောကြမလဲပြောကြည့်ကြရအောင်စဉ်းစားကြည့်ရအောင်အဲ့တော့တထောင်နှစ်ထောင်သုံးထောင်လေးထောင်ငါးထောင်ခြားထောင်ခွန်းထောင်ရှစ်ထောင်ကိုးထောင်တထောင်အုပ်စုစေစုကိုဒီခြေရိုးကလီတထောင်လို့ခေါ်ပါတယ်ဘာလို့ခေါ်သက်လဲ တတောင်အဲ့ဒီတတောင်ကိုရေးခြင်းရင်ဒီချယ်ရုကဘယ်လိုရေးလဲဆိုရင်1 3 4လုံးနဲ့ရေးပါတယ်ရှင်ဘယ်လိုရေးတလဲ1 3 4လုံးဟုတ်ပါပြီအဲ့ဒီတော့သူ့ရဲ့အမိကုန်းလေးကိုဖြည့်လိုက်ကြရအောင်တထောင်ကျပ်တန်10ရွက်ဆိုတော့တထောင်အုပ်စု10စုအဲ့ဒီတထောင်အုပ်စု10စုကိုဘာလို့ခေါ်တယ်လဲတတောင်ကိန်းနဲ့ရေးမယ်ဆိုလို့ရှင်ဒီချယ်ရု1 3ည4လုံးဖြစ်ပါရဲ့ရှင်တတောင်းချက်လို့ရရပါမယ်ရေးလိုက်ပါဦးဟဲ့ ဟုတ်ပြီအဲဆိုရင်ဒီချက်ကမင်းတို့ကို notes လေးထုတ်ပေးမယ်နော်။ Okay အဲ့တော့မင်းတို့ရဲ့ခုနကတွတ်ထားတဲ့အောက်ခုနကတွတ်ထားတဲ့ပုံစံလေးတွေကိုညင်းပိတ်လိုက်ပါ။ညင်းပိတ်ပြီးသားပြီဆိုလို့ရှိရင်လာဒီချက်က notes လေးထုတ်ပေးပါမယ်။ okay တတို့တမလို့ရေတထောင်အုပ်စုရေးပါမယ်နော်လာရေးမယ်နော်တထောင်အုပ်စုဘယ်နှစုလဲ၁၀စု ဲ့ဒီတထောင်အုပ်စု10စုကိုတချေတို့ဘာလို့ခေါ်မှာလဲတတောင်တတောင်လို့ခေါ်ပါတယ်နော်တတောင်အဲ့ဒီတတောင်ကိုရေးချင်းရင်တဒီမှာက3ညအဲ1ကတဟုတ်ပြီနော်ဒီမှာက3ညသုံးလုံးဒီမှာက3ညတစ်လုံးအဲ့ဒါကြောင့်

yes ဟုတ်ပါပြီအဲ့တော့တအားတို့တို့ပြန်ပြောကြရအောင်တထောင်အုပ်စုဆယ်စုကိုဘာလို့ခေါ်တယ်လဲတထောင်အဲ့ဒီတထောင်ကိုရေးချင်ရင်1 3ညလေးလုံးအဲ့ဒီ1 3ညလေးလုံးကဘယ်ကရလာပါတယ်လဲဒီက1ကတထောင်ကတထောင်အုပ်စုက3ညသုံးလုံး၁၀က၁၀စာဆိုတော့၁၀ခုဆိုတော့3ညတလုံးအဲ့ဒါကြောင့်3ညလေးလုံးဖြစ်လာတာပါနားလည်ပါပြီလားဟုတ်ကဲ့နားလည်ပြီဆိုလို့ရှိရင်ဒီချေရုကဖက်ဆောင်အုပ်ကလေးကိုပြန်သွားကြရအောင်ဟိ ကဲကိင်းမြင့်လေးတွေတုံးပြီးတော့ကိင်းမြင့်တုံးပြီးတော့အောက်ကမိကွန်လေးတွေကိုဖြေပါတဲ့နံပါတ်6ဟုတ်ပြီနော်ဟုတ်ပါပြီအဲ့တော့တအားသမလို့ရေအခုဒီချေတို့တွေကတထောင်အုပ်စုတွေစုပြီးတော့ဒီချေတို့တထောင်ဖြစ်သွားတယ်ဆိုတာကိုတည်သွားပါပြီနော်အဲ့တော့ဒီကိင်းမြင့်ကိုကြည့်ပေးပါဒီကိင်းမြင့်ကိုကြည့်ပေးပါဒီမှာက၃ညရတယ်ဒီမှာကတထောင်နဲ့ဟုတ်ပြီနော်အဲ့တော့တထောင်၂ထောင်၃ထောင်၄ထောင်၅ထောင်၆ထောင်၇ထောင်၈ထောင်၉ထောင်ဒီနေရာလေးက တက်တောင်းဟုတ်ပြီအဲ့တော့၃ညနဲ့တထောင်ကြားကအစိတ်ကလေးတွေစဲစိတ်ရှိပါတယ်အဲ့ဒါကဘာအုပ်စုလေးတွေဖြစ်မလဲဟုတ်တာပေါ့ယာလေးတွေပေါ့နော်အဲ့တော့100 200 300 400 500 600 800 900 1000 2000 3000 4000 5000 6000 7000 8000 9000 10000 11000 12000 13000 14000 15000 16000 17000 18000 19000 20000 21000 22000 23000 24000 25000 26000 27000 28000 29000 30000 31000 32000 33000 34000 35000 36000 37000 38000 39000 40000 41000 42000 43000 44000 45000 46000 47000 48000 49000 50000 51000 52000 53000 54000 55000 56000 57000 58000 59000 60000 61000 62000 63000 64000 65000 66000 67000 68000 69000 10000 11000 12000 13000 14000 15000 16000 17000 18000 19000 20000 21000 22000 23000 24000 25000 26000 27000 28000 29000 30000 31000 32000 33000 34000 35000 36000 37000 38000 39000 40000 41000 42000 43000 44000 45000 46000 47000 48000 49000 50000 51000 52000 53000 54000 55000 56000 57000 58000 59000 60000 61000 62000 63000 ဖြည့်ပါမယ်အရင်ဆုံးတရုတ်တမလို့ရေဒီကွက်လက်လေးတထောင်ကိုကျော်ပြီးတော့1 2 3 4 5 50တထောင်ကတထောင်50ကဂျာကနန်းလေးဖြစ်တဲ့အတွက်ကြောင့်မလို့900တထောင်ရင်900ရယ်ဆိုတော့တထောင်900ပေါ့ကဲဒီကွက်လက်လေးကိုဖြည့်မယ်ဟိဘသူကိုကျော်သွားတာလဲ4000ကိုကျော်ပြီးတော့ဘနစိတ်လေ1 2 3 4 4စိတ်ပေါ့4000ကို4000က4000 4စိတ်က 400အဲ့တော့400ရဲ့400ရဲ့ဆိုတော့4400ပေါ့ရပါပြီနော်ကဒီနေရာလေးခြေကြရအောင်ဟိဘသူကိုကြော်တာလဲ၈000ကိုမရဘူးเนาะ8000ကိုကြော်တာပါ8000ကိုကြော်ပြီးတော့ဘယ်နဲ့စိတ်လဲ1 2 3 4 5 6 9 8 9 9ကိုစိတ်8000က8000 9စိတ်က900အဲ့ဒါကြောင့်ဘယ်လောက်လဲ8900ပေါ့ ဟုတ်ပြီကဲအဲ့ဒါဆိုလို့ရှင်တအားတမလို့ရဒီနေရာလေးက6900အဲ့ဒီ6900နဲ့1000ကျောက်ကိုဒီချေတို့ကအကျယ်ချဲလိုက်မယ်ဟိဒီမှာက6900ဒီမှာက1000သူတို့ရဲ့ကြားထဲမှာဒီချေတို့အစိတ်အကျယ်ချဲလိုက်တာဗောနော်အကျယ်ချဲလိုက်တော့သူတို့ရဲ့ကြားထဲမှာအစိတ်တိတိလေးကအလုံးပေါင်း100စိတ်ဖြစ်သွားပါတယ်ရှင်100စိတ်เนาะ6900ကို100ပေါင်းလိုက်ရင်1000ဖြစ်သွားတာဟုတ်အဲ့တော့100စိတ်100စိတ်ဆိုတော့ဒီအစိတ်တိတိလေးတွေကဘာလေးတွေလဲ ခုလားဆယ်လားရလားဟုတ်တယ်တခုလေးတွေဖြစ်ပါတယ်ခုကလေးတွေဖြစ်ပါတယ်เนาะဟုတ်ပြီเนาะအဲဆိုရင်ဒီချက်တို့ပြောကြည့်ကြည့်ရအောင်ဟိအဲ့တော့1 2 3 4 5 6 8 9 10အာဟုတ်ပြီအဲ့တော့ဒီမှာ9900 10 9920 9920 30 9940အိုးဟုတ်တာပေါ့9950 9960 9980 9980 9990ပြီးသွားတော့ yes တတောင်းဖြစ်သွားပါပြီအဲ့ဒါကြောင့်မလို့ဒီကြားထဲမှာရှိတဲ့အစိတ်တိတ်လေးတွေက tips ဆိုတာလေးတွေခုတခုဆိုတာလေးတွေသိရမယ်နော်ဟုတ်ပြီအဲ့တော့ဒီ quotlet လေးကိုဖြည့်ကြရအောင်ဟိတာရုသမလို့ရေ9900 10 20 20ကိုကျော်ပြီးတော့20 20ကိုကျော်ပြီးတော့20ဆိုတော့20နှစ်ကိုရောင်900က900ကိုရောင်ပဲဆိုတော့အဲ့တော့ကိုရောင်900 22ပေါ့သဘောပေါက်သလား ဟုတ်ပါပြီရှင်အဲ့ဆိုရင်တီချာတို့ဒီမှာက9950တဲ့တို့တွေဒီနေရာလေးထိသွားကြည့်ကြရအောင်90ဆိုတော့9960 9960 90 80 80ဒီမြောက်တွေ့လား9960 90ကိုကျော်ပြီးတော့1345689980ကိုကျော်ပြီး80ဆိုတော့88ဟုတ်ပြီเนาะအဲ့တော့9900ဘယ်လောက်လဲ88ပေါ့ဟုတ်တလား Okay เนาะ ဟုတ်ပါပြီရှင်အဲ့ဒါဆိုလို့ရှင်တအားတို့တမလို့ရေဒီချေတို့မိကွန်းလေးတွေဖြေတတ်ကြရအောင်ဒီကိန်းမြင့်ကြီးကိုကြည့်ကြည့်ပြီးတော့ဖြေပါမယ်နမတ်ကကြည့်တတောင်းအောက်တစ်ရော့တဲ့ကိန်းကဘာကိန်းလဲအဲ့တော့ဒီမှာကတတောင်းတစ်ရော့တယ်ဆိုတော့ဒီနေရာလေးပေါ့အဲ့ဒီကိန်းကဘာကိန်းလဲပြောကြည့်ရအောင်9900 50 60 80 90 90ဒီမှာက90ရှိပါတယ်69အဲ့ဒါကြောင့်9999ဖြစ်ပါတယ်ရှင်ရေးလိုက်ပါဒီပုံမရဲ့နောက်မှာပဲရေးပါမယ်9999တရန်ဟုတ်ပြီနော် okay နော်ကဲအဲ့ဒါဆိုရင် နမခခွေဟိတတောင်းအောက်10ရော့တဲ့ဂိမ်းကဘာဂိမ်းလဲ okay ဒီမှာက ဒါကြီးကတတောင်းအဲ့ဒီတတောင်းအောက်30ရော့မယ်30ရော့မယ်ဆိုတော့10စိတ်ရော့မယ်ပေါ့နော်အဲ့တော့10စိတ်ရော့လိုက်တော့ဒီနေရာလေးပေါ့ကဲတတော်သူတို့ရေဒီနေရာလေးကဘာကိန်းလေးဖြစ်မလဲဒီကနေပြောတို့တွေရည်မယ်ဆိုရင်9950ခြေရအဆအဆက်ရင်ကြာနေရလေ90 9960 9980 9980 9900ရဘလောက်လဲ90ပေါ့ရေးလိုက်ပါဟိ9900 90ပါရှင်။ဖက်ဆောင်တက်မှာပဲဖြစ်မယ်နော်။ကဲနံပါတ်ကငယ်1000က900ထက်ဘလောက်ပိုကြီးတယ်လဲ။ဟိုးဒီမှာပါ။ဒီမှာပါเนาะအဲ့တော့ဒီကိန်းမြင့်ကိုသွားရှာဒီမှာ9900ပဲရှိရလေအဲ့တော့အပေါက်ကိန်းမြင့်ကိုသွားရှာဒီ1000က9000ထက်ဘလောက်ပိုကြီးတလဲတဲ့ကဲဘလောက်ပိုကြီးတလဲသားတို့တမလို့ရင် တရားကတရားစိတ်လေးတယ်เนาะတရားစိတ်၁၀စိတ်ဆိုတော့တထောင်အဲ့တော့ဘယ်လောက်ပူကြည့်ရလဲတထောင်ပူကြည့်ရပေါ့တထောင်ပူကြည့်ပါတယ်နားလဲပါတလားဟုတ်ပြီเนาะကဲအဲ့ဆိုရင်ဒီချေရူတွေကဘယ်လောက်လဲ နမကကြီးအပေါ်ကကွက်လက်တွေကိုဖြည့်ပါတယ်ဝါတို့တွေကဖြည့်အောင်ဖြည့်ပြီးပါတယ်နော်နော်ဖြည့်အောင်ဖြည့်ပြီးသွားပြီဟုတ်ပြီအဲ့တော့လောက်ကြမလို့တော့နံပါတ်5ကဲကြီးကြီးပါအောင်ခု10ရာထောင်တောင်းတောင်းမှာဘယ်နေရာရှိတလဲတဲ့ကဲတတို့တမလို့ရေတောင်းမှာဘယ်နေရာရှိတလဲတောင်းမှာဘယ်နေရာရှိတလဲဆိုတော့ ဒီမှာယာအုပ်စုလေးတွေကိုမင်းတို့တွေကရည်လဲရပါတယ်။ဒီချေကပြောထားပါတယ်။ဒါဒီအစိတ်လေးတွေကယာအစိတ်လေးတွေပါနော်။အဲ့တော့ယာအစိတ်၁၀၊စိတ်၂၀၊၃၀၊၄၀၊၅၀၊၆၀၊80၊90 100ဟာယာအုပ်စု100စုတောင်ရှိပါတယ်။အဲ့ဒီတော့100 ရာအုပ်စုဆိုတော့ရာပေါ့အဲ့ဆိုဒုတိယအရှိကလုတ်ခဲ့တဲ့အာဟွာလေးနဲ့ဆိုလို့ရှိရင်အရှိကလုတ်ခဲ့တဲ့နီးလေးနဲ့ဆိုလို့ရှိရင်ရောမှန်ရဲ့လားရာဆိုတာက၃ညနှလုံးအရှိမှာကပိုနေတာက၁00ဝါမှန်တာပေါ့မှန်တာပေါ့အဲ့ဒါကြောင့်တရားအုပ်စုဘယ်နှစုလဲတရားအုပ်စု10စုတရားအုပ်စုဘယ်နှစုလဲတရားအုပ်စု10စုဆိုတော့တရားရာဖြစ်ပါတယ်ကဲနားလည်ပါသလား โอเคกินน่ะเลยเลยဆိုလို့ရှင်เนาะတချဲတို့ number 30ကိုသွားလိုက်ကြရအောင်ဟိ number 30 collect ထဲမှာသင်္ကေတထက်ကြီးသည်ဒုမဟုတ်အောက်ငယ်သည်ကိုဖြည့်ပါအဲ့တော့ထက်ကြီးသည်အောက်ငယ်သည်ဒီချေကမင်းတို့ကိုအလွယ်နည်းနဲ့ပြောပါမယ်အဲ့လိုအဲ့လိုမျိုးကိန်းတွေကိုနှိုင်းရှင်တဲ့အခါမှာကြီးတဲ့ဘက်ကိုပါးစပ်လေးဟပီလိုက်နော် okay အဲ့တော့လာကြည့်ကြရအောင်ကိန်းတွေကိုဘယ်လိုနှိုင်းရှင်လဲဆိုတာကို ကျေရဂရိတ်2မှာတွေကတင်ခဲ့ပြီးသားပြီเนาะ okay 8829 8845အဲ့ဒီဂိမ်းတွေကိုနှိုင်းရှင်မယ်တီချေတို့ကအရှိဆုံးကနေနှိုင်းရှင်ပါမယ်ရှင်မှတ်မိလား grade 2မှာတော့တီချေတို့စတင်ចောင်းလေးတွေလေចောင်းနံပါတ်1ចောင်းနံပါတ်အမှတ်1ចောင်းအမှတ်2ចောင်းအမှတ်3ចောင်းဆိုပြီးတော့သူတွေကလေ့လာခဲ့ကြတယ်လေเนาะဂိမ်းတွေကိုနှိုင်းရှင်တာအဲ့တော့ဂိမ်းတွေကိုနှိုင်းရှင်တီချေတို့ကအရှိဆုံးကနေစပြီးနှိုင်းရှင်ပါမယ်ခု10ရာထောင်ဒီမှာလဲခု10ရာထောင်အဲ့တော့1000ရာမှာ9000ရာမှာ9200နေတယ်2000ရဲ့အနော် ောက်ဆုံးမယ်ရာနေရာမှာ၈ရာနေရာမှာ၈တူနေတော့မယ်တူနေရင်အနောက်ဆုံးမယ်၁၀နေရာမှာ၂၁၀နေရာမှာ၄ဟာမတူတော့ဘူးဘယ်သူကြီးတယ်လဲ၄ကကြီးပါတယ်အဲ့တော့ကြီးတဲ့ဘက်ကိုပါဇက်ကလေးဟာပြီးလိုက်ပေါ့ဆိုလိုတာက8829 d 8845အောက်ငယ်သည်ဆိုတဲ့သဘောပါရှင်အဲ့တော့နံပါတ်ခါကိုဟိအဲ့တော့ဒီဂိမ်းလေးကဘာဂိမ်းလေးလဲတအားတို့တို့ရေဖတ်ကြည့်ပါအောင် 9990ခေတ္တလေးကဖတ်ကြည့်ပါအောင်9990ဟုတ်ပြီဟဲ့ ဆင့်တူနေတယ်နော်အဲ့တော့နှိုင်းရှင်ကြည့်မယ်ဟိဒါလေးကထောင်နေရပါထောင်နေရမှာကိုဒီဘက်ကလည်းထောင်နေရမှာကိုဒီမှာကယာနေရမှာကိုဒီမှာကလည်းယာနေရမှာကိုတူနေတဲ့အနောက်ဆက်ဆုံးမယ်ဟိဒီမှာက10နေရမှာကိုဒီမှာက10နေရမှာတုံညမတူတော့ဘူးဘယ်သူကြည့်တက်လဲကိုကကြည့်ပါတယ်အဲ့ဒါကြောင့်ကြီးတဲ့ဘက်ကိုဗဇက်ဟာပြီးလိုက်အဲ့တော့ဆိုလိုတဲ့သဘောက9960တိ9906ထက်ကြီးသည်ဆိုတဲ့သဘောပါရှင် နားလည်ပါသလားဟုတ်ပြီ KR ဆိုရင်ဒီချေတို့နံပါတ်7ကိုသွားလိုက်ကြရအောင်ဟိဒါတို့တမလို့ရင်ဂိမ်းတွေကို အောက်မှာပြထားတဲ့အတိုင်းအောက်မှာပြထားတဲ့အဆင့်အတိုင်းရွတ်ပါဂိမ်းအဆင့်လေးတွေပေးထားပါတယ်အဲ့တော့ဒါတို့တမလို့ရင်ဒီချေတို့ရွတ်ကြည့်မယ်နော်နံပါတ်ကကြီးဒါလေးက8000 8100 8200ပြီးရင်လာမယ်အဲ့ဒီကနေဘယ်လောက်ထိရွတ်မလဲဆိုတော့1000ထိရွတ်ပါမယ်ရှင်ကဲဒီချေနဲ့အတူတူရွတ်လိုက်ကြရအောင် ဟုတ်ပြီနော်စဉ်းစားပြီးတော့ဖြည်းဖြည်းချင်းရွတ်ပါမယ်၈000 8100 8200တရားစီသိုးသွားမယ်8300 8400 8500 8600 8800 8800 8900 9000 9000တရား 9,000,9,300,9,500,9,600,9,800,9,900ဘာဖြစ်သွားမှာလဲတတညပြီနော်ကဲတတို့တမလို့ကတိချက်မပါဘဲနဲ့တစ်ခေါက်လောက်ရွတ်ကြည့်ပါအောင်ဟိတရားစီတူတူပြီးတော့ရွတ်သွားပေးပါတိချက်ဗီဒီယိုလေးကိုရက်ပြီးတော့တရားစီတူတူပြီးတော့ရွတ်သွားပေးပါနော် ဟုတ်ပြီအဲ့တော့ရွတ်လွတ်ပြီးသားပြီလို့ထင်ပါတယ်ကဲနမခောက်ပြီးသွားရအောင်ရှင့်အဲ့တော့ဒါလေးကဖတ်ကြည့်ပါအောင်9800ဒီမှာကဒါလေးက9800 10 9820ဘယ်လောက်စီတိုးသွားတာလဲ ်၁၀စီတိုးသွားတာပါအဲ့တော့၁၀စီတိုးပြီးတော့ဒီချေတို့ဘယ်လောက်ထိရွတ်မှာလဲသက်တောင်းအထိရွတ်မှာပေါ့အဲ့တော့သားတို့တမျိုးကြီးစကြရအောင်9800 9810 9820 9830 9840 9850 9860 9880 9890 9890 9890 9890 9890ပြီးသားတော့9900 9900 9900ပြီးသားတော့9910 9920 9940 9950 9950 9960 9980 9990 9990 90ပြီးသားတော့တတရမယ်နော်အဲ့တော့9800ကနေဒီခြေရုပ်က10စီတူတူပြီးတော့ရွတ်သွားမှာပါရှင် ဟုတ်ပြီနော်အဲ့တော့တစ်ချက်ဗီဒီယိုလေးကိုရက်ပြီးတော့မင်းတို့က900ကနေစပြီးတော့တစ်ဆယ်စီတူးတူးပြီးတော့ရွတ်သားပေးပါအောင်ဟုတ်ကဲ့ ရှင်ပြီးတော့ပြီလို့ထင်ပါတယ်။အဲဆိုရင်ဒီချေရူတွေကဒီနေ့เนาะတက်တောင်းအထိเนาะတက်တောင်းအထိဂိမ်းလေးတွေကိုတို့တွေရွက်ခဲ့ကြတယ်ဖတ်ခဲ့ကြတယ်เนาะအဲ့တော့တက်တောင်းဆိုတာကပြန်ပြောကြရအောင်10တထောင်အုပ်စု10စုကိုဒီချေရူတက်တောင်းလို့ခေါ်ပါတယ်။တက်တောင်းကိုရေးခြင်း1 3ည5လုံးနဲ့ရေးရပါတယ်။ပြီးတော့ဒီချေရူဂိမ်းကြီးလေးတွေပေါ်မှာဒီချေရူအာတက်တောင်းအထိဂိမ်းလေးတွေကိုဂိမ်းကြီးပေါ်မှာနေရာချတယ်ပြီးတော့လေ့လာခဲ့ကြတယ်။ပြီးတော့ဂိမ်းကြီးတက်တောင်းအထိဂိမ်းလေးတွေ ကိုနှိုင်းရှင်ခဲ့ကြတယ်။အဲ့ဒီတတောင်းဒီဂိမ်းလေးတွေကို တရာတိုးပြီးတစ်ဆယ်တိုးပြီးတော့သူတွေရုပ်ခဲ့ကြတယ်။အဲ့တော့သားတို့သမီးတို့ယင်ဒီချေနဲ့ဒီနေ့တင်ခဲ့ရတဲ့အထီးကို နားမလည်တာရှိပါသလား။နာမလဲဦးဆိုလို့ရှိရင်ဒီချဲရဲ့ဗီဒီယိုလေးကိုထပ်ခါတလဲလဲထပ်ခါထပ်ခါနောက်တစ်ခေါက်ပြန်ပြီးတော့มาကြည့်လို့ရပါတယ်เนาะဟုတ်ပါပြီအားဆိုလို့ရှိရင်ဒီချဲတို့ဗီဒီယိုနံပါတ်3မှာပြန်တွေ့ကြပါမယ် ဟုတ်ပြီနော်အဲ့တော့ဒီထဲနဲ့အခုဒီမှာရေးထားသမျှအဖတ်စာအုပ်ထဲမှာရေးထားတာတွေအလေ့ကျင့်ခန်းစာအုပ်ထဲမှာရေးထားတာတွေကိုဒီချေကိုတက်ပုံရိုက်ပြီးတော့ပို့ပေးပါနော်အဲ့တော့တက်ပုံရိုက်ပြီးတော့ comment box မှာပဲဖြစ်ဖြစ် Telegram channel မှာပဲဖြစ်ဖြစ်ဒီချေကိုလာပို့ပေးလို့ရပါတယ်အားလုံးတို့ဒီချေတို့ video number 3မှာပြန်တွေ့ကြရအောင် bye bye